ထိုင်းနိုင်ငံဟဲ့ယန်ရေပေးပြန်လည်ထူထောင်ရေးတည်င်းထိုင်းဆိုရနဲ့တော်ဝင်မိသားစုတို့သည်ရေပေးတဲ့ဟဲ့ယန်မျိုးအတွက်ရေးပေါ်အကူအညီများကိုစုစည်းဆောင်ရွက်လျက်ရှိပါတယ်။တည်ရန်စာတနှင့်တဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ရင်းထန်သောတန်ရှင်းရေးလုပ်ငန်းပထမနေ့တွင်အရာရှိ980ဦးနှင့်ရင်းများချထားခဲ့ကအမိုက်နှင့်ရှင်တန်300ကျော်ကိုဖယ်ရှားနိုင်ခဲ့ပါတယ်။ ၎င်းအဖွဲ့များသည်အများပြည်သူဆိုင်ရာနေရာ28800စကူယမ်းမီတာကျော်ကိုတန်ရှင်းရေးလုပ်ခဲ့ပြီးရေဘေးတင့်သူများအားစားတောက်ဖွဲ့ရာ9500ပါသည့်တက်တာများကိုလည်းထံဝေပေးခဲ့ပါတယ်။ဝင်ကြီးဌာနကဒေသခံများဘေးကင်းစွာနေစဉ်ဘဝသို့ပြန်ရောက်နိုင်သည့်အထိဆက်လက်ကူညီပေးသွားမည်ဟုအတည်ပြုထားသည်။ထို့အပြင်ထိုင်းပြည်မင်းမြတ်သည်ဟဲ့ရိုင်စေယုံ၏ပြန်လည်ထူထောင်ရေးနှင့်ပျက်စီးသွားသောဈေးပစ္စည်းများအစားထိုးနိုင်ရန်အတွက်ဗတ်တန်းတရာကိုလှူဒန်းခဲ့ပါသည်။ ဗရီမင်းရက်သည်ဗေးဒဏ်တင်သူအားလုံးကိုတော်ဝင်ဆောင်ရှောက်မှုအောက်တွင် ထားရှိခဲ့ပြီးရှာဖွေရေးနှင့်ထောက်ပံ့ရေးလုပ်ငန်းများအတွက်အထုံးပြုရန်မောင်းသူမဲ့လေရင်များကိုလည်းနိုင်ငံတော်၏လက်နက်တိုင်တပ်ဖွဲ့များအားပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။သတင်းပြည့်စုံကိုဖတ်ရှုလိုပါကမင်္ဂလာသတင်း Facebook စာမျက်နှာသို့တွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။မြင့်စင်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။